မင်္ဂလာပါခင်ဗျာကျွန်တော်တို့သီလာရေခဲ YouTube Channel လေးရနေ ကြိုးစို့လိုက်ပါရခင်ဗျာငလင်းဆိုတာမြေကြီးအတွင်းမှာအင်အားတွေရုတ်တရက်လွတ်ထွက်ပြီးဖြစ်ပေါ်လာတဲ့တုံခါမှုဖြစ်ပါတယ်ဒီတုံခါမှုတွေကမြေမျက်နှာပြင်ကိုလှုပ်ခါစေပြီးပျက်စီးဆုံးကျုံးမှုတွေဖြစ်စေပါတယ်ဗျာငလင်းဆိုတာတဘာဝဘေးရန်ရဲ့ကဆူကြီးတစ်ခုဆိုတာအားလုံးလည်းတည်ထားပြီးဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ကဘာပေါ်မှာပြင်းထန်စွာလှုပ်ခတ်ခဲ့ပြီး လူသားမျိုးနွယ်တွေပေါ်မှာဆိုးရွားတာဒုက္ခပေးခဲ့တဲ့ကဆုငရင်ကြီးများကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။နီးရစမြလူငလင်ဖြစ်ပါတယ်။ဒီငလင်ကတော့2005ခုနှစ်မတ်လ28ရက်နေ့မှာအင်ဒိုနီးရှားနိုင်ငံစူမန်ထရာမြောက်ပိုင်းကန်းချင်နောက်ဘက်ကမ်းလွန်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။ငလင်ပြင်းကတော့8.6မဂနီကျူးရှိပြီးတော့တေဆုံးသူ1300ကျော်ဝန်းကျင်ရှိခဲ့ပါတယ်ဗျာ။ နောက်ဖော်ပြမယ့်အင်ဒိုနီးရှားငလင်ရဲ့ after shot တစ်ခုဖြစ်လဲထည့်သွင်းဖော်ပြကြပါတယ်ဗျာဒီတစ်ခုကတော့ Ecuador Colombia ငလင်ဖြစ်ပါတယ်ဗျာဒီငလင်ကတော့1906ခုနှစ် January 31ရက်နေ့မှာ Esmeraldas Aniga Ecuador ကမ်းလွန်မှာဖြစ်ပွားခဲ့ပါတယ်အဲအားမဂနီကျူ8.8ရှိပြီးတော့တေဆုံးသူ900တက်မနည်းရှိခဲ့ပါတယ်ဗျာ Tsunami လိုက်တွေဖြစ်ပြီးတော့အလွန်ဝေးတဲ့ Hawaii နဲ့ဂျပန်ထိအောင်ရောက်ခဲ့တယ်လို့ဆိုကြပါတယ်ဗျာ Mongolian ။ဒီငလင်ကတော့2010ခုနှစ်ဖေဖော်ဝါရီလ29မှာရှီလီနိုင်ငံလယ်ပိုင်းကန်ယူကန်ဒေတာမှာဖြစ်ပွားခဲ့ပါတယ်ဗျာ။ငလင်ပြင်းကတော့8.8မဂနီကျူးရှိပြီးတော့အေယာမဆူနာမီလိုင်းလုံးကြီးဖြစ်ပေါ်ပြီးနိုင်ငံလူဦးရေ80ရာခိုင်နှုန်းကျော်ပြင်းထန်စွာခံစားခဲ့ရပါတယ်။တရားဝင်ထုတ်ပြန်ချက်များအရတင်ဆုံးသူ900ထက်မနည်းရှိသည်ဟုသိရပါတယ်ခင်ဗျာ။ကမ်ရှာကငလင်ဂျင်ဂလင်ကတော့1950နှစ်နိုဝင်ဘာ4ရက်နေ့မှာရုရှားနိုင်ငံကန်ချာကာကျွန်းဆွယ် ကမ်းလွန်ပင်လယ်ပြင်မှာဖြစ်ပွားခဲ့ပါတယ်။ပြင်အားမဂနီကျူ9.0ရှိပြီးတော့ကမ္ဘာအင်အားပြင်းဆုံးနံပါတ်5စီးရင်ဝင် ဖြစ်ခဲ့ပါတယ်။ဆူနာမီလိုင်းများဖြစ်ပေါ်ခဲ့ပြီးတော့လူဦးရေ2000ကျော်သေဆုံးပျောက်ချခဲ့ပြီးဒေသခံပြည်သူများဥယျာဉ်ပျက်စီးဒုက္ခကြီးကြီးရောက်ခဲ့ရပါတယ်ဗျာ။တိုကူငလင်းဒီငလင်းကတော့2012ခုနှစ်မတ်လ17ရက်နေ့မှာဂျပန်နိုင်ငံတိုကူဒေသရဲ့ အရှိတ်ဘက်55မိုင်ခန့်အကွာပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပွားခဲ့ပါတယ်။အဲဟာ9.1မဂနီကျူရှိတဲ့ပြင်းထန်ငလျင်ကြီးပဲဖြစ်ပါတယ်ဗျာ။ကြီးမားလာတဲ့ဆူနာမီလိုင်းလုံးကြီးတွေဖြစ်ပေါ်ပြီးတော့နေရာကပြည်သူတွေကိုများစွာထိခိုက်စေခဲ့ပါတယ်ဗျာ။ဖူကူရှိမားနျူကလ িয়ার ဆက်ရုံပျက်စီးပြီးရေဒီယိုတက်တိကျရိုစိမ့်မှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်ဗျာ။တိဆုံးသူ1900ကျော်ပျောက်ဆုံးသူ2500ကျော်နဲ့ လူပေါင်းနှစ်သိန်းနှစ်တောင်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့သတင်းများကထုတ်ပြန်ကြေညာခဲ့ကြပါတယ်ဗျာ Indian Ocean ငလျင်ဒီငလျင်ကြီးကတော့2004ဒီဇင်ဘာ26မှာအင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းအာရှမြို့ရဲ့အနောက်ဘက်ကမ်းရိုးတန်းကိုဗိုလ်ပြုပြီးဖြစ်ပွားခဲ့ပါတယ်ဗျာကျင်းရ9.2ကနေ9.3မဂနီကျူတိချပြီးတော့ Sumatra Adman ငလျင်လို့လည်းခေါ်ကြပါတယ်ဗျာကမ္ဘာအင်အားပြင်းဆုံးတတိယအဆင့်ဝင်ခဲ့ပါတယ်ဗျာ ဘေဒီယာလောက်မြင့်တဲ့အီယာမဆူနာမီလိုင်းလုံးကြီးတွေကြောင့်ခန့်မှန်းကျင်လူပေါင်း23,898ယောက်ခန့်သေဆုံးခဲ့ကြရပါတယ်ဗျာ။တဘာဝဘေးအန္တရာယ်တမိုင်းမှာမှတ်တမ်းတင်ထားတဲ့လူအသေးပြောက်အများဆုံးတဘာဝဘေးအန္တရာယ်များထဲမှတစ်ခုဖြစ်ပါတယ်ခင်ဗျာ။အင်ဒိုနီးရှားမော်လဒိုင်ပြည်ထောင်ငံထိုင်းနိုင်ငံများအပါအဝင်ဆက်လင်းနိုင်ငံထက်မနည်းခံစားခဲ့ရပါတယ်ဗျာ။မြန်မာနိုင်ငံလည်းထိခိုက်မှုတွေရှိခဲ့ပါတယ်ဗျာ။ အဲနမနဲ့နေရာမှာနေရာယူထားတာကတော့အလက်စကာငလျင်ကြီးပဲဖြစ်ပါတယ်ဗျာဒီငလျင်ကြီးကတော့1964မတ်လ29ရက်မှာအမေရိကန်အလက်စကာမှာဖြစ်ပွားခဲ့ပါတယ်ဗျာအင်းက9.2နဲ့9.3မင်္ဂနေကျူတရှိပြီးတော့ကဘာပေါ်မှာမှတ်တမ်းတင်ထားသမျှအထဲဒုတိယမြောက်အကြီးဆုံးငလျင်လို့ဆိုကြပါတယ်ဗျာဒီဆုံးသူ132ဦးရှိတယ်လို့မှတ်တမ်းများကဖော်ပြကြပါတယ်ဗျာဘယ်ဒီဗီယံငလျင် ။အင်္ဂလင်ကတော့ချီလီနိုင်ငံမှာ1960မေလ22ရက်နေ့မှာဖြစ်ပွားခဲ့ပါလေဗျာ။ကဘာပေါ်မှာမှတ်တမ်းတင်ထားသမျှတဲ့အကျဉ်းဆုံးအကြီးဆုံးငလင်းဖြစ်ပြီးတော့အင်အား9.4နဲ့9.6မဂနီကျူတီရှိပါလေဗျာ။သူကလည်း82ပေလောက်မြင့်တဲ့ဆူနာမီလိုင်းလုံးကြီးတွေဖြစ်ပေါ်စေပြီးတော့ချီလီကမ်းခြေကိုအဓိကပျက်စီးစေခဲ့ပါလေဗျာ။ဆူနာမီကြောင့်ချီလီတောင်ပိုင်း၊ဟာဝိုင်၊ဂျပန်၊ဖိလစ်ပိုင်၊နယူးဇီလန်ရှေ့ပိုင်း ဩစတြေးလျရှေ့တောင်ပိုင်းနဲ့အလက်တီယန်ကျွန်းစုတို့ကိုထိခိုက်စေခဲ့ပါတယ်ခင်ဗျာ။ဒီဆုံးသူဦးရာ1655ဦးရှိတယ်လို့တရားဝင်စီးရင်ထုတ်ပြန်ကြေညာရသိရှိရပါတယ်ခင်ဗျာ။ကျွန်တော်တို့မြန်မာနိုင်ငံကလည်းငလင်ကျော်များပေါ်မှာသိရှိတာကြောင့်မလို့ငလီအန်ဒီယန်နဲ့ရင်ဆိုင်နေရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဗျာ။1946ခုနှစ်စက်တင်ဘာ12ရက်နေ့မှာသခိုင်းမှာငလင်နှစ်ခု3မိနစ်ချပြီးလှုပ်ရှားခဲ့ပါတယ်ဗျာ။ပထမတစ်ခုက7.3 magnitude နဲ့နောက်တစ်ခုကတော့7.7 magnitude ဖြစ်ပါတယ်ဗျာ။ စကိုင်းပြည့်ရွှေကျော်တခြားမှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်ဗျာ1930မေလ5ရက်မှာဖြစ်ပွားခဲ့တဲ့မကုန်းငလျင်ကလည်းထင်ရှားပါတယ်ခင်ဗျာငလျင်ပြင်းအားဆယ်မိုင်4မဂနီချူရှိခဲ့ပါတယ်ဗျာဗကုန်းမြို့နဲ့အနီးတစ်ဝိုက်မှာပျက်စီးဆုံးကျုံးမှုများစွာဖြစ်ပေါ်ခဲ့ပါတယ်ဗျာမြန်မာနိုင်ငံမှာအပြင်းထန်ဆုံးလို့ယူဆထားတဲ့ငလျင်ကတော့1912ခုနှစ်မေလ23ရက်မြေမြို့မှာဖြစ်ပွားခဲ့ပါတယ်ဗျာပြင်းအားတော့7.9မဂနီချူရှိပါတယ်ဗျာမြန်မာနိုင်ငံနှံ့ပြားတာမှာက ထိုင်းနဲ့တရုတ်ယူနန်ပြည်အထိငလင်တန်းတွေခန်းစားခဲ့ကြပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုကတော့လက်ရှိ2025မတ်လ28ရက်နေ့စနေနေ့90 52စက္ကန့်မှာလုခတ်ခဲ့တဲ့7.7 magnitude ရှိတဲ့စကိုင်းငလင်ကြီးပဲဖြစ်ပါတယ်ဗျာမြန်မာနိုင်ငံမှာဒါမကဘဲထိုင်းတရုတ်ဘီယန်နန်ထိအောင်အထိနာစေခဲ့တဲ့ငလင်ကြီးပဲဖြစ်ပါတယ်ဗျာမြန်မာပြည်သူပြည်သားတွေအတွက်ဖြေမစင်နိုင်တဲ့ဆုံးညမှုများစွာကိုကြုံတွေ့နေရတာလည်းဖြစ်ပါတယ်ဗျာဒီနေ့တင်ဆက်ပေးခဲ့တာကတော့ ကဘာတလောမှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလင်များနဲ့သမိုင်းထက်ရမြမငလင်များပဲဖြစ်ပါလေဗျာကျွန်တော်တို့မြမပြည်သူပြည်သားတွေအားလုံးဘေးရန်ရဲ့ကဆိုးတွေမျိုးမျိုးကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ